။နေရောင်းချမှုကနေသူ့ရဲ့အနာဂတ်အတွက်မေကွန်းထုတ်စရာဖြစ်လာတဲ့ဂါနာရှို။ဂါနာရှိုတယောက်တနင်္ခန့်အကြာမှာပဲသူ့ရဲ့နေအိမ်ကိုပေါင်3.6တန်းနဲ့အယောင်စင်းတင်ပြီးရွာနေကနေထွက်ခွာဖို့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမရေမရာဖြစ်ပေါ်နေတာလည်းပဲဖြစ်ပါလိမ့်။ကာလာရှိုအဒီအင်ကိုပြည်တဲ့နေ့အပိလာတော်ကဘော်တော်မှာဝယ်ယူခဲ့တာလည်းပဲဖြစ်ပါလေ။ဒါပေမဲ့သူကနေရာဒီမှာရွာတက်ကနေထွက်ခွာလာဖို့ရှိနေမှုနဲ့အတူနေအင်ကိုအယောင်စင်းတင်လာတယ်လို့သူတို့နေကဖော်ပြနေကြတာလည်းပဲဖြစ်ပါလေ ကာရာရှိုဝမိသားစုဝင်နဲ့နေထိုင်ဖို့အတွက်ဒီအင်ကိုဝယ်ယူခဲ့တာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့သူရဲ့မိဘတွေနဲ့ညီကိုရီးယားစပိန်ကိုပြန်သွားခဲ့ကြပြီလည်းပဲဖြစ်ပါတယ်။ဒါကြောင့်သူနဲ့သူ့ရဲ့ဇနီးဖြစ်သူအီဗာနဲ့ကလေးငယ်သာတန်ရီခဲ့တော့တာလည်းပဲဖြစ်ပါတယ်။ဒါကြောင့်တင်းငယ်တဲ့နေထိုင်စရာနေရာတစ်ခုကိုရှာဖွေနေတာကြောင့်အခုလိုအိမ်ရောင်းဖို့လုံဆောင်တာဖြစ်နိုင်တယ်လို့သတင်းတွေကဖော်ပြနေကြတာဖြစ်ပါတယ်။တဘက်မှာလည်းဇန်နဝါရီလတုန်းကရော့တရအသင်းကနေထွက်ခွာလူနီပါဖြစ်ခဲ့မှုတဲ့ကာလရှိုးအားနှွေရသည်မှာထွက်ခွာလာနိုင်သေးတာလည်းပဲဖြစ်ပါရည် ရဲတပ်ကနွေရာသီမှာဇာမသည်ခေါ်ယူနိုင်ရေးအတွက်ကစားမတွေကိုမဖြစ်မနေရောင်းချရမှာဖြစ်ပြီးကယ်မီထွဲအနာရှူနဲ့မန်နူးတို့မှလည်းအယောင်စင်းထဲမှာပါဝင်နေတာလည်းပဲဖြစ်ပါတယ်ပြေရဇန်နဝါရီလမှာတော့ကလည်းယူရိုက်တက်ကနေထွက်ခွာဖို့နှိစက်ခဲ့ပြီးနာပိုလီချဲစီအသင်းတို့ကသူ့ကိုခိုယူဖို့စိတ်ဝင်စားခဲ့ကြတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ဘူးတာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့ကာနာရှိုအားရာသီကုန်တဲ့ယူရိုက်တက်ရဲ့မျောလင်းချက်တွေအတွေ့အဓိကဈာမတက်ရောက်အဖြစ်ရှိနေတာလည်းပဲဖြစ်ပါတယ်။ တို့အနေနဲ့ဒီကနေ့မှာဇာမဲမန်ချက်စတာဒါဘီပွဲစဉ်နဲ့နောက်ဘက်မှာရှင်ပြန်သွားရမယ့်ယူဘာလီကော်တာဖိုင်နယ်ပရမကျော်လိုင်းနက်ပွဲစဉ်တွေမှာခြေစွမ်းပြဖို့အားခဲထားမှာတော့အသေးကြပါပြီ။အသက်20ဆယ်ရွယ်အောင်ယနေ့နောက်တောင်ပန်းဇာမာလာရှူဟာဒီနေ့ဘောလုံးရာသီမှာရတဲ့အသိအတွက်ပြန်ဝဆုံ46ပွဲအထိပါဝင်ကစားပေးထားခဲ့ရင်ကိုကိုသွင်းယူထားပြီးရှေကိုဒီဖန်နီပေးထားပေမဲ့သူ့ရဲ့စွမ်းဆောင်ရာတသမန်ထဲမှာရှိနေတာကပြောစမှတ်တစ်ခုဖြစ်နေတာလည်းပဲဖြစ်ပါလိမ့်။ ဒီကနေ့ညမှာတော့ထော့ဖို့ကွင်းမှာမန်ချက်စတာဒါဘီပွဲစဉ်ညဆိုင်စားရမှာဖြစ်ပြီးလာမယ့်ဘက်ကြားရမှာလိုင်ယွန်တင်းတဲ့ယူဘာလီဝါတာဖိုင်နယ်ညဆိုင်စားရအောင်မှာလည်းပဲဖြစ်ပါရယ်။ဆိုတော့ဒီကနေ့ညမန်ချက်စတာဒါဘီပွဲစဉ်အပါအဝင်ပွဲကြို၃၀ချက်တွေကိုလည်းပြန်လည်တင်ပြပေးသွားမှာဖြစ်ပါရယ်။နံပါတ်၁ဘရန်ဖို့နဲ့ချဲစီချဲစီတင်းကရာသီကုန်ကနေမှာမှားရည်အရန်များနေပါရယ်။ခြေစွမ်းပိုင်းကသေးသေးသားသားကြာစင်သွားပါရယ်။ထို့သဖြင့်အရင်ကလိုတက်စစ်ပိုင်းကတော့အစိမ်းချရတော့တဲ့အနေအထားဖြစ်နေပါရယ်။ ဂျပန်လေးဝင်ခွင့်အတွက်အမှမခံတဲ့အခြေအနေမှာကိုဗစ်မာစီကပုံစံကောင်းကိုမရရှိကြကြလေထက်သေးတဲ့အတွက်တော့နည်းနည်းတော့နင်တာပါလေဘရမ်မိုတင်ကအားကောင်းပြီးမာကျော်တဲ့အသင်းမှာအိမ်ခွေးမှာထက်သေးတဲ့စီကနေအမှတ်ယူအောင်မှာပါပဲနံပါတ်2ဖူဟန်လက်ပါဘူးဖူဟန်သင်းကအိမ်ခွေးမှာရလက်ကောင်းလေးရှိတဲ့အသင်းအသင်းဖြစ်တယ်လို့အစင်လာဖြစ်လေလက်ပါဝသင်းကိုခတ်တွေ့အောင်ကစားတတ်တဲ့အသင်းမျိုးလေးပဲဖြစ်ပါလေဒါပေမဲ့လက်ရှိဖူဟန်သင်းကခြေစွမ်းနည်းနည်းကြာစင်းနေတာတော့တွေ့မြင်နေရပါလေ ဒါစေဘန်ကကိုရဖို့နည်းနည်းလေးပိုခက်လာပြီး EOB ရဲ့ဆွမ်းဆောင်ရီမှာလည်းအကောင်းဆုံးပုံစံကနေပြန်ကြလာတာကိုတွေ့မြင်နေရပါတယ်လဘဘူးကတော့မဘေးချန်ပီယံဖြစ်ဖို့မျှော်လင့်ချက်တစ်ခုတည်းသောရှိတော့တဲ့အချိန်မှာမှတ်ပေးဖလားကိုအရယူဖို့လေဘွဲစင်တိုင်းပြေဝအာယုံစိုက်တော့မှာလည်းပဲဖြစ်ပါလိမ့်။ဘွဲစင်နေထားရလဲလုံလောက်တဲ့နားရက်တွေနဲ့အားကောင်းတဲ့လမ်းဆန်းတဲ့အသင်းကိုပတ်စင်ပတ်တိုင်း၃နိုင်တော့မယ်လို့ပြောလို့ရပါလိမ့်။အဝေးကွင်းဖြစ်နေတာကြောင့်ဖူအန်ကွင်းမှာတိုင်းနာတစ်ခုထိရုံးကန်ရောက်နိုင်ပေမဲ့ နောက်ဆုံးမှာတော့လိုအပ်နေတဲ့သုံးမှတ်ကိုအရယူသွားလိမ့်မယ်လို့ထင်ပါတယ်။နံပါတ်3တော်တန်ဟော့စပါဆောက်ရတဲ့တော်တန်ဟော့စပါတဲ့ကဒီအာဒီမှာယူပါလိချန်ပီယံဖြစ်ရေးကိုပဲဒီကထားကစားသွားမှာဖြစ်ပြီးပရီးမီယာလိကိုတော့ခြေသွေးယုံခြေနှွေးယုံပဲကစားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့ဒီလိုပဲဇာတ်တဲ့အခြေအနေလည်းဖြစ်နေပါလေ။ဒီကဇာမတွေတန်းရမရအောင်ထိန်းစားလိမ့်မယ်လို့ကျွန်တော်ယူဆပါရည်။ဇာရတန်ကတော့တန်းစင်ရဖို့တေချာသွားပါပြီ။ဒီဘွဲကစပါမရှုံးအောင်တော့ကစားနိုင်ပါလေ။ Manchester Derby, Manchester United, Manchester City. မိုင်ရတဲ့အသင်းကပုံမှန်အားဖြင့် Man City ကိုအိမ်ကွင်းအဝေးကွင်းမှာရှောင်းရုန်းကန်ရလေရှိတဲ့အသင်းတစ်သင်းဖြစ်ပါလေ။ဇာလက်ဖောက်ဆန်နောက်ပိုင်းကာလတွေနဲ့ထို့သဖြင့်တော့ Guardiola Man City နီးပြားဖြစ်လာပြီးအချိန်ကလေးကဆိုရင်တော့ဒီနေ့သင်းကြောင်းထိတိုက်တွေ့ဆုံမှုရလဒ်တွေဟာမှတ်မြတာဘူးလို့တော့ပြောလို့ရပါလေ။ ဒါပေမဲ့နောက်ဆုံး၃ပွဲတွေ့ဆုံမှုမှာတော့ယူရိုက်တက်အသင်းကမန်စီးကိုရှုံးပွဲမရှိကစားနိုင်ခဲ့ပြီးအဲ့ဒီ၃ပွဲထဲမှာတရားသီးတရားမှဇာဂရဲပထမကြော့ပွဲစဉ်မှာလေးပါဝင်လည်းပဲဖြစ်ပါလေ။နေပြအမိုရီအနေနဲ့လည်းဂွိုင်လာရဲ့မန်စီးကိုနောက်ဆုံးတွေ့ဆုံမှုနှစ်ကြိမ်စလုံးအနိုင်ရရှိထားတာလည်းပဲဖြစ်ပါလေ။ Sporting Lisbon အတွက်၄ဂိုးတကူနဲ့အနိုင်ရရှိခဲ့သလို Man United အသင်းရဲ့ ADM မှာအနိုင်ရရှိကြတာလည်းပဲဖြစ်ပါလေ။ဒါကြောင့်ထုတ်ဖို့ကွင်းပါလေ။ Man United အသင်းကယုံကြည်မှုအပြည့်နဲ့ကစားလိမ့်မယ်လို့ကျွန်တော်ယူဆပါရီ အလင်းဟလန်တာထိုင်ရမသက်တောင်းရင်ရတဲ့အသင်းအတွက်ပို၍အခွင့်အရေးပိုကောင်းနေတယ်လို့ကျွန်တော်ယူဆပါတယ်။ကပရီတရီယာရောမန်စတာဒါဘီမှာဘလို့ထင်မြင်ချက်ပေးသွားခြင်းလဲအခြားသောပွဲစဉ်တွေမှာဘလို့ထင်မြင်ချက်ပေးသွားခြင်းလဲခံမှန်ပြောဆိုပေးခဲ့ကြပါအောင် နော်။ဂိုးပေါင်းထောင်နောက်ကိုကျွန်တော်လမ်းနေတာမဟုတ်ဘူးလို့ဆိုလိုက်တဲ့ခရစ်စတီယာနိုရော်နယ်ဒိုအဲဒါဆောင်တဲ့အသီးကောင်းဆောင်ခရစ်စတီယာနိုရော်ဒိုကအိလဲအသင်းနဲ့ရင်ဆိုင်ခဲ့ရတဲ့ဒါဘီပွဲစဉ်မှာနှစ်ဂိုးသွင်းယူပြီးနိုင်ပွဲရောက်ဆန်းဆောင်နိုင်ခဲ့ပေမဲ့ သူ့ရဲ့ဇာမဘွားမှာကိုဘောင်းတောင်ပြေးမြောက်ဖို့ရည်မှန်းချက်နဲ့ပတ်သက်ပြီးမထင်မှတ်ထားတဲ့ဝန်ခံစကားပြောဆိုလိုက်ပါလေ။အသက်40ရွယ်ရှိနေပေမယ့်အောင်မြင်မှုတွေဆက်လက်ရှာဖွေနေစေ။ NSR ရဲ့ Superstar ကြီး Cristiano တို့ဟာယမနီကခါးသီးပြိုင်ပွဲအိလျာတင်းကိုနိုင်ရရှိခဲ့တဲ့ပွဲမှာဒီပွဲရဲ့အဓိကဇက်ဆောင်တစ်ယောက်လည်းပဲဖြစ်ခဲ့ပါလေ။ဒီနိုင်ရမှုအားနဲ့စာသင်ကိုမှပေးကြဒုတိယနေရာမှာရှိတဲ့အိလျာအသင်းနဲ့၃မဲ့အကွာအထိနီးကလာစီတာလည်းပဲဖြစ်ပါလိမ့် ရစ်စတီယာနိုတို့ကပွဲစားချင်း48မိနစ်မှာတင်းအတွက်ဒုတိယမြောက်ဂိုးနဲ့88မိနစ်မှာပယ်နယ်တီကနေတဆင့်ဂိုးတွေသွင်းယူပြီးအသင်းနိုင်ပွဲရအောင်စွမ်းဆောင်ပေးခဲ့ပေမဲ့ဘယ်ပြမှာတော့သူပြောတဲ့စကားဟာလူတွေကိုအံ့အားသင့်စေခဲ့တာလည်းပဲဖြစ်ပါလိမ့်။ရစ်စတီယာနိုရော်နယ်ဒိုကညီကတော့ရေခုအချိန်မှာတော့အရန်ပျော်ကြရအောင်ကျွန်တော်ဂိုးပေါင်း1000နောက်ကိုလမ်းနေတာမဟုတ်ပါဘူး။ဖြစ်သွားရင်လည်းကောင်းတာပေါ့လေ။မဖြစ်ရင်လည်းဘာမှမဖြစ်ပါဘူး။အရေးကြီးဆုံးကတော့အခုလက်ရှိအချိန်လေးပါပဲ။ နောက်ဘာတွေဖြစ်လာမလဲဆိုရတဲ့အခုဒီလက်ကြီးဒီအချိန်လေးကိုပဲကျွန်တော်တို့ခန်းစားကြရအောင်ပါဒီတိုင်းဘွဲကရန်ကိုကောင်းပါလေကျွန်တော်ကိုသွင်းလို့မဟုတ်ဘူးနော်အဲ့လေအသင်းကိုနှစ်ကိုသွင်းယူခဲ့တာဟာပြောရရင်လည်းပဲဒါဘီဘွဲကိုအနိုင်ရတာကပိုပြီးတော့အရေးကြီးဆုံးပါပဲအဝေးကွင်းမှာဇာရာအမြဲတမ်းခက်ခဲပြီးပြိုင်မဲ့ကလည်းအရန်ကောင်းတဲ့အသင်းပါဒီအောင်ဘွဲကိုတန်ဖိုးထားရပါလိမ့်မယ်လေးပါကိုပဲဂျမဲလေးမှာတပွဲကြံပါသေးတယ်အရာလုံးဖြစ်နိုင်ပါသေးတယ်စက်ကြိုးစားပြီးယုံကြည်ထားရမယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် ဂိုးဘောင်းတထောင်မှတ်တိုင်တဲ့ပတ်သက်ပြီးတော့ခရစ်စတီယာနိုတို့ကအရင်ကလည်းပြောဆိုခဲ့ဥရာလည်းပဲဖြစ်ပါတယ်။ကျွန်တော်ဂိုးဘောင်း900ပြေးမြောက်ခဲ့ပြီးပါပြီ။အခုတော့သူတို့ဟာဂိုးဘောင်းတထောင်ကိုလိုချင်နေကြပါပြီ။ဒါဟာတပြေးပြေးနဲ့တောင်အခုလိုဖြစ်လာနေတာလည်းပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ပြောတာပါ။ legit အချိန်လေးမှာပဲအာရုံစိုက်ပြီးတော့နေထိုင်ပါနောက်နေ့ဒီမှာကျွန်တော်ရဲ့ခြေတော်တွေကဘလို့တုံ့ပြန်မလဲဆိုတာကိုစောင့်ကြည့်ရမှာပါလို့ပြောဆိုခဲ့ဥတာလည်းပဲဖြစ်ပါလေ။လက်ရှိချိန်မှာတော့ခရစ်စတီယာနိုရဲ့တူဟာဂိုးဘောင်းတထောင်ပြည့်ဖို့အတွက်69ကိုးကိုးသာကြံရှိတော့တာလည်းပဲဖြစ်ပါလေ ရော်နယ်ဒိုအားလာလီကာသင်းပန်ရှင်ဖြစ်လာဖို့လည်းပဲရှိနေပါသေးတယ်။ဝက်စတီယာနယ်ဒိုအားစပိန်ကလပ်ဘလန်စီယာသင်းကိုဝယ်ယူဖို့ရှိနေတယ်လို့သိရှိရပါသေးတယ်။ဘလုံးနီယော၅ချိန်ရောင်းဘော်ရီစူပါစတားစပိန်ထေတီးနဲ့ရီယယ်မထရီအသင်းမှာ၉နေရာစားခဲ့သူဖြစ်ပြီးအဲဒီမှာပဲစံချိန်တွေအားလုံးနှိပါကိုရိုက်ချိုးခဲ့သူလည်းပဲဖြစ်ပါတယ်။တူအာနာ၁၆ခုနှစ်မှာဗာနီဗျူးကိုစွန့်ခွာပြီးဂျိုမန်သင်းကိုပြောင်းရွှေ့ခဲ့တာလည်းပဲဖြစ်ပါတယ်။ အရိကနီဘေမာတဆင်အသင်းအောင်ယူရိုတဲ့အသင်းထံကိုပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်ကစတင်ပြီးတော့ဆော်ရီကလပ်အနက်စားအသင်းမှာကစားလျက်ရှိနေတာလည်းပဲဖြစ်ပါလိမ့်။ဒါမဲ့သူဟာစပိန်လာလီဂါကလပ်ပန်းရှင်ဖြစ်ရောက်ရှိလာဖို့ရှိနေပါလိမ့်။သူဟာဆော်ရီရဲ့ငွေကြေးထောက်ပံ့မှုနဲ့တူဗလန်စီယာအသင်းကိုဝယ်ယူလာဖို့ရှိနေပါလိမ့်။မာဒိုနီဝရီဘိုရဲ့ဖော်ပြချက်အရသက်40အရွယ်ခရစ်စတီယာနိုရောဒိုဟာအခုရာသီမှာဗလန်စီယာအသင်းကလာလီဂါမှာဆက်လက်ရပ်တည်နိုင်မယ်ဆိုရင်တော့ဝယ်ယူဖို့စိတ်ဝင်စားနေကြောင်းသိရှိရတာဖြစ်ပါလိမ့်။ ဘရာဇီးယားလည်းကလည်းရှိအချိန်မှာတော့လာလီဂါမပေးစရာ၁၅နေရာမှာရက်တီနေပေမဲ့လည်းလာလီဂါမှာဆက်လက်ရက်တီနိုင်ရေးမရည်မရာဖြစ်နေရလည်းပဲဖြစ်ပါလိမ့်ဘရာဇီးယားအသင်းကိုစင်ကာပူဘီလီယံနာပီတာလန်ကပိုင်ဆိုင်ထားတာဖြစ်ပြီးအသင်းမှာယင်းနှမြုံနမှုပြုလုပ်မှုနဲ့အတူပရိသတ်တွေဆန့်ကျင်တပိတ်မောင်းမှုတွေနဲ့ရင်ဆိုင်နေရသူလည်းပဲဖြစ်ပါလိမ့်။မရသမီတော်ကပီတာလန်ကဘရာဇီးယားအသင်းကိုရောင်းချဖို့အစီအစဉ်မရှိကြောင်းလည်းဖွင့်ရပြောဆိုထားပါလိမ့်။ ်ယမနီမှာတော့65မိနစ်အနိုင်ကိုနဲ့ဘာနေပြီမှာရီယယ်မထွေအသင်းကိုဗလန်စီယာအသင်းတို့အနိုင်ရရှိခဲ့ပါတယ်ရီယယ်မထွေအသင်းရဗလန်စီယာရှုံးပွဲကြောင့်လာလီဂါဖလားတိုက်ပွဲမှာကြီးမားတဲ့ထိုးနှံချက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်ပွဲစဉ်65မိနစ်မှာရာဘာမှာဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကိုဟူဂိုဒူရိုကအနီးကပ်ကောင်းတဲ့ပြီးရောဗလန်စီယာအသင်းအတွက်အနိုင်ကိုသွင်းယူပေးကြတာလည်းပဲဖြစ်ပါတယ်အဲဒီဗလန်စီယာတဲ့အပွဲစားချင်း15မိနစ်မှာအမိုင်းတာရဲ့ဖြတ်တင်ဘောကနေဒိုင်ယာဘီရဲ့ကောင်းတဲ့ဂိုးနဲ့ပွဲကိုဥဆောင်နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့် ဘရာဇီးယားအသင်းဦးဆောင်ကိုမရမီရီယယ်မထွေအသင်းကကလင်ယမဘေကြောင့်ရရှိတဲ့ပင်ဒီကနေဦးဆောင်ကိုရနိုင်မဲ့အခွင့်အရေးကြုံခဲ့တာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့မလေးရှားဂျူနီယာရဲ့ပင်ဒီကိုဘလန်စီယားကိုသမားကအလွယ်ကူပဲကာကွယ်သွားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းအစမိနစ်90မှာတောင်းငံဘောကနေဘယ်လီယန်တယောက်အကောင်းနဲ့ချပေးလိုက်မှုကနေပင်ဒီလွဲခဲ့တဲ့ပင်ရှားဂျူနီယာကအနီးကပိတ်သွင်းပြီးခြေပါကိုတွင်းယူပေးခဲ့တာလည်းပဲဖြစ်ပါတယ်။ချိန်ပေါ်တော့ဘလန်စီယားအသင်းအတွက်အနိုင်ကိုကိုဒူရိုကအကောင်းနဲ့တွင်းယူခဲ့တာလည်းပဲဖြစ်ပါတယ်။ ရီယယ်မရီအသင်းအကူရာသီမှာပြိုင်ပွဲအရရပင်နတီ16ချိန်ထိရရှိထားပြီး9ချိန်ထိလွဲချော်ထားတာလည်းပဲဖြစ်ပါတယ်။သူတို့ကနောက်73 2014ရာသီနောက်ပိုင်းပင်နတီရဲ့လွဲချော်ဆုံးရာသီအဖြစ်ပိုင်ဆိုင်ထားတာလည်းပဲဖြစ်ပါတယ်။ဒီဘက်မှာရီယယ်မရီအသင်းကကော်တွန်းနဲ့လူနန်တို့တရားရရှိနေဝင်တဲ့သူအသက်16နှစ်အရွယ်ကွန်ဆာလက်ကိုပွဲထွက်ကုသမအဖြစ်အသုံးပြုခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ဆယ်ကျော်တဲ့ဇာမလီယာ1996ခုနှစ်နောက်ပိုင်း စက်တင်ဘာလတုန်းကအသက်16နှစ်125ရက်နဲ့ကာစီလေပထမဆုံးပွဲကစားခွင့်ရရှိပြီးတော့ရီယမထွေအောင်တဲ့အတွက်ပထမဆုံးပွဲစားခွင့်ရရှိတဲ့အသက်ငယ်ဆုံးကုသမားတယောက်ဖြစ်လာပါတယ်ဘရာဇီးယားတရောင်ရှေခုနေနောက်ပိုင်းမှာဗာနေပြူကွင်းမှာရီယမထွေအသင်းကိုပရမဆုံအနာရောက်ရှိကြတာလည်းပဲဖြစ်ပါရယ်ရီယမထွေအသင်းကလာမယ့်အင်္ဂါနေ့မှာအမရိကွင်းကိုသွားရောက်ပြီးအာဆင်နယ်အသင်းနဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပရမကျော်အရင်ဆန်ကစားရမှာလည်းပဲဖြစ်ပါရယ် စနေနေ့ညနောက်ပိုင်းပွဲစဉ်တွေမှာဘာစီလိုနာအသင်းတို့ရီယယ်ဘတ်တစ်ကိုတကိုးစီသေးကြောင်းနဲ့တူရီယယ်မက်ထရီအသင်းကလည်း၄မှတ်အထိကွာဟသွားခဲ့တာလည်းဖြစ်ပါလေကျေးဇူးတင်ပါတယ်ပရိသတ်များလုံးဘေးပြန်ဝေးကွာကြပါစေခင်ဗျာ